GBP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ယူကရိန်းကောင်းဆောင်ပိုင်းကလောကကျေးဇူးမတိတက်ဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဝေဖန်ခဲ့ပြီးမှအမေရိကန်ပြည်ထောင်စုအမေရိကန်ပြည်သူတဦးချင်းစီတိုင်းနဲ့အထူးသဖြင့်သမ္မတထရမ့်ကိုယူကရိန်းနိုင်ငံအနေနဲ့ကျေးဇူးတင်ပါတယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းအရေးဆက်ရေးအရာဆက်ဖက်မှုလုပ်ဖို့ဂျပန်ကထိတ်ချောက်တယ်ဆိုပြီးတော့တရုတ်ကကုလသမဂ္ဂမှာတိုင်ကြားခဲ့ပြီးကုလပြညာအရာ ခုခံကာကွယ်ပိုင်ခွင့်ကိုကျင့်သုံးသွားမယ်လို့ပါသတိပေးထားပါတယ်။အပြစ်ခတ်ရက်ဆဲထားပေမဲ့လက်ဘနွန်နိုင်ငံမြို့တော်ဘီရုတ်တောင်ပိုင်းစစ်တပ်ရက်ကွက်တစ်ခုမှလေကြောင်းတက်ခိုက်ပြီးဟစ်ဘိုလာတပ်ဖွဲ့အရာကြီးစစ်ဦးစီးချုပ်ကိုတပ်ဖြတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကထုတ်ပြန်ပါတယ်။ DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။